ဂျိုရှွာဘန်ရဲ့ရပိုင်းတွင် နောက်ထပ်ထွေးရမယ်ထူပွဲကြီးကြောင်းပရိသတ်တွေကတော့ပြောတဲ့သူကပြောတချို့ကတော့စိုးရင်နေကြပါလေဂျိုရှွာဘန်ရဲ့ထူပွဲကို UFC ဘက်ကနေခြေညာလိုက်တဲ့အခါမှာတော့မြန်မာပရိသတ်တွေအသာထားငကကမှာရှိတဲ့ပရိသတ်တွေရဲ့သုံးသက်ချက်တွေကိုအောက်ကကွန်မန့်တွေမှာချိလိုက်မယ်ဆိုရင်ဂျိုရှွာဘန်ကကောင်းလုံးနေတာသိချပါတယ်ဗျာဒါမဲ့အသက်ငယ်လို့နဲ့သူ့အတွက်တော့နောက်ထပ်နှစ်ပွဲလောက်အခု Brandon Rover နဲ့ယင်ဆိုင်ဖို့ဆိုရင်ထိုးသင့်တယ်လို့အားလုံးကဝိုင်းပြီးတော့မှတ်ချက်ပေးခဲ့ကြတာကိုတွေ့ရပါတယ်။ Brandon Rover က UFC Flyweight တန်းမှာ ranking number 1ကစားသမားပဲဖြစ်ပါတယ်။ Flyweight တန်းက champion နဲ့လည်းထိုးဘူးတယ်။အခု ranking 2 3တွေကိုလည်းအကုန်လုံးအနိုင်ယူထားရသူဖြစ်တယ်။ဆိုတော့ Joshua Ban အတွက် risk တော်တော်လေးကိုများတာပါနော်။ဒါပေမဲ့ UFC မှာ ranking 1လို့ fighter မျိုးနဲ့ ထိုးခွင့်ရရှိတဲ့ဂျော့ရှွာဘန်အတွက်ဟာဆိုရင်လည်းပဲတော်တော်လေးကိုဂုဏ်ယူဖို့လေးကောင်းတယ်လို့အားရဖို့လေးကောင်းပါတယ်တကယ်လို့သာဂျော့ရှွာဘန်သာဒီပွဲမှာအနိုင်ရသွားပြီဆိုရင်တော့ချန်ပီယံစင်ခေါ်ခွင့်နဲ့လုံးဝလုံးဝကိုနှီးစပ်သွားပြီပဲဖြစ်ပါတယ်ပြီးတော့ဒီပွဲမှာကျွန်တော်ရဲ့ဘန်ကရှော့နော့တစ်စ်နဲ့ထိုးရမှာဖြစ်တဲ့တော့ယောက်စီဘက်ကကန်လန်ထားတယ်ဆိုတာကတော့အသေးချပေးဘိုင်းပရိသတ်တတော်များများကတော့ဒီပွဲအတွက်ဂုဏ်ယူကြပါမယ်တချို့သူတွေကတော့ဂျော့ရှွာဘန်အတွက်စိုးရိမ်နေကြတာပါ ုတ်လေးဟုတ်ပါတယ်ဒါပေမဲ့ fighter တော်တော်လေးကိုချမ်းသာပါချမ်းလွန်းလို့လေကျွန်တော်တို့ ranking 1ဆိုတဲ့နေရာကိုရရှိထားရတယ်လေဖြစ်ပါတယ် brandon rover ကတော့ပြောပါပြီအခုလိုမျိုး short notice နဲ့ဝင်လာတဲ့ joshua ban နဲ့ပတ်သက်ပြီးတော့ပေါ့လေ joshua ban ကအလားလာအကောင်းဆုံး fighter ပါတယ်ဗျာအဲ့လို fighter နဲ့တွေ့ခွင့်ရလို့ဝမ်းသာပါတယ်တဲ့အခုခေတ် fighter တွေကကျွန်တော်နဲ့ထိုးပြီးတော့နာမည်ကြီးချင်ကြတာပဲလေတဲ့ဗျာဒါပေမဲ့ဘယ်သူပဲဖြစ်ဖြစ်ပါကျွန်တော်ရှိမှရောက်ရှိလာတဲ့သူဆိုရင်တော့ကျွန်တော်က အနိုင်ထူးပြမယ်အလေးထူးပြမယ်ဆိုပြီးတော့ Brandon Rober ကတည်းပဲပြောသွားခဲ့တာပဲဖြစ်ပါတယ် Joshua Bang ကိုနှချီအတွင်းမှာနိုင်ထူးမယ်လို့ကြုံဝါသွားခဲ့တယ်ဆိုတော့အလေးမှုတ်မယ်ပွဲပဲเนาะဒီပွဲကတော့ချိရဖို့တော့မလိုတော့ဘူးเนาะအောင်လန့်အဆန်းကတော့ Joshua Bang ကို အားပြီးသွားတယ်ဘာဘူးမှကြောက်စရာမလိုဘူးတဲ့ဗျာဘာပဲကြုံလိုက်ရပါစေဖျားကမင်းနာမှာမြေတဲ့ရှိတယ်ဖျားကအောင်နိုင်ခွင့်ပေးမှာပါဆိုပြီးတော့ Joshua Bang ကိုအားပြီးသွားခဲ့တာပဲဖြစ်ပါတယ်ဗျာ Joshua Bang ကတော့ တကယ်ကိုတကယ်ကိုသူရဲ့အိမ်မက်တွေကတော့ပြေးလာခဲ့ပြီလေဖြစ်ပါရဗျာဒီ fighter ဂျူတာအနိုင်ရသွားပြီဆိုရင်တော့ဒီ Joshua ဘန်ကတော့တကယ်ကို genius ဖြစ်သွားပါပြီ